စ်စမကဒဇင်ပါဒီနေ့ဂျွန်လ၄ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့နယ်လူဆယ်ဦးမှာလေဦးကျော်ဆင်းရဲနွမ်းပါနေရလို့ UNDP ထုတ်ပြန်တဲ့သတင်း the boss gang ကနေလက်နက်ခင်းရအများပြား KNU သိမ်းဆက်ရမိတဲ့တဲ့။ဖားကန့်ကြောက်စိန်လောက်ကကိုစက်ကောင်စီတက် မိထရှုပ်ရတဲ့တဲ့။အောင်ပန်းမျိုးအနေဇောက်တယ်ငက်လည်းလောက်ခတ်သွားတဲ့တဲ့။ဒီတဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မြို့နယ်လူဆယ်ဦးမှာလေဦးကျော်ဆင်းရဲနွမ်းပါနေရလို့ ဖူလာသမကဖွံ့ဖြိုးမှုအစီအစဉ် UNDP ကဂျွန်လ3ရက်မှာစစ်တမ်းထုတ်ပြန်ပါတယ်။ UNDP ကထုတ်ပြန်တဲ့ရန်ကုန်မြို့ပြဆင်းရဲမှုစစ်တမ်းအရလွန်ခဲ့တဲ့9နှစ်ကရန်ကုန်မြို့နယ်လူဦးရေဆယ်ရာခန့်နှုန်းကတော့ဆင်းရဲနေသူတွေဖြစ်ပြီး2023ခုနှစ်အရောက်မှာတော့53ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ဖော်ပြထားပါတယ်။ဒါဟာရှင်းနှစ်အတွင်းမှာဆင်းရဲနွမ်းပါမှုနှုန်းသုံးဆကျော်တိုးလာတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့စုစုပေါင်းမြို့ပြလူဦးရေကခမန်းကျေ6.2တန်းရှိရမှာ နှစ်သရမ8တန်းခန့်ကဆင်းရဲတွေနှက်နေရတယ်လို့ UNDP ကဆိုထားပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကဒီနေ့ကိုဟင်းတစ်ခွက်ချက်ပြော့စားတော့နိုင်တဲ့အခြေအနေကနေလက်ရှိမှာဟင်းတစ်ခွက်ကိုတော့မနှံ့ညံ့အောင်စီမံစားတော့နေရတယ်လို့ရန်ကုန်မြို့နယ်အရှင်မတူကစီးပွားရေးကြက်တဲမှုအခြေအနေကိုပြောပြပါတယ်။အခုလိုရန်ကုန်မြို့ပြမကြုံစဘူးဆင်းရဲမွဲတွေမှမြင့်တက်လာတာကစီးပွားရေးပျော်လဲမှုနဲ့ပြည်ပကားတွေကြောင့်လို့ UNDP ကသုံးသပ်ထားပါတယ်။စစ်တမ်းကိုရန်ကုန်မြို့ပြလူဦးရေ ြည်သူအယောက်4800ကိုမင်းမြတ်ထားတယ်လို့သိရပါတယ်။လိုင်းသားရရွှေပြည်သာအင်းစိန်မင်္ဂလာတုံညောက်ကလပါတောင်တကုံညောက်တကုံအရှိတကုံတကုံစိတ်ကံတန်လင်းဒလနဲ့စိတ်ကြည်ခဏောင်တို့မြို့နယ်တို့ကပြည်သူတွေကိုမင်းမြတ်ထားတယ်လို့ UNDP ကအသိပေးထားပါတယ်။အခုစစ်တမ်းကိုကောက်ယူတဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ဟာအမေရိကန်ပြည်ထောင်စုနယူးယောက်မှာအခြေစိုက်ပြီးဖွံ့ဖြိုးဆဲနဲ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကိုအကူအညီပေးနေတဲ့ကုလအေဂျင်စီတစ်ခုဖြစ်ပါရဲ့ရှင်။ ထိုင်းမြန်မာနယ်စပ်မြင်းကြီးကဒေဘောဘုတက်စကန်ကိုတင်းယူရမှာ120မမလက်နက်ကြီးပါဝင်တခြားသောလက်နက်ခဲရအများပြသိမ်းဆည်းရမိတယ်လို့ KNU တမ6လောက်ခန့်ကော့ပရာစစ်ကြောင်းကဓာတ်ပုံတင်တဲ့တကွထုတ်ပြန်လာပါတယ်။တရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒေဘောဘုစကန်ကို KNU တမ6ကဥဆောင်ပြီး PDF တက်တွေကမနေ့ကဂျွန်လ3ရက်ညနေပိုင်းမှာတင်းယူလိုက်တာပါ။စကန်တင်းဖို့တိုက်ခိုက်နေချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ရမှာ ဇက်တိုက်လေရင် အပေါ်စာထောက်ဖို့လေရင်တွေတုံးခဲ့တယ်လို့ကော့ဘရာစစ်ကြောင်းနှစ်ကအသိပေးပါတယ်။ဒါအပြင်ဒေဝဘိုတက်စကန်စီဝေါ်လီဗျူဟာကနေလက်နက်ကြီးနဲ့ပစ်ခုပေးခဲ့တယ်လို့ဆိုပါတယ်။ဒေဝဘိုစကန်ကိုတင်ပိုက်ရမှာလက်နက်ခဲရအများပြတင်ဆက်ရမိတယ်လို့ကော့ဘရာစစ်ကြောင်းနှစ်ကအသိပေးဖော်ပြပေမဲ့ထိခိုက်သေးဆုံးမှုနဲ့စစ်တုပ်ပံရရှိမှုအခြေအနေတွေကိုတော့ဖော်ပြခြင်းမရှိပါဘူး။ KNU သတင်းမြစ်တူကတော့ဒေဝဘိုစကန်တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေဆုံးပြီး82ဦးလက်နက်ချခဲ့တယ်လို့ပြောပါတယ်။ က်နက်ချလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်ကို KNU ကမောင်းထုတ်လိုက်တယ်လို့ကရင်တရဲမြစ်ကဆိုပါတယ်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ခြမ်းကိုထွက်ပြေးရင်မြောက်ပြည်မှာရှိတဲ့မျိုးစောက်တပ်ခလာရ1950စီပြန်ပို့နိုင်ခွင့်ရှိတယ်လို့ကရင်တရဲမြစ်ကပြောပါတယ်ခိုင်းနယ်စပ်ကတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းယူနေတာကို KNU ဘက်ကသတင်းဖော်ပြပေးမယ်စကောင်စီဘက်ကတော့သတင်းအမှောင်ချထားပါတယ်ရှင်။မနေ့ကပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ဖားကန်မြို့နယ်မော်စီစာကျေးရွာကြောက်စိန်တူဖို့ရဲ့လောက်ွက်အနီးက တခြားလောက်ကတခုကိုစကောင်စီတက်ကဒီနေ့မှမီးရှို့ဖျက်ဆီးလိုက်ပြန်တယ်လို့ဒေသခံတွေစီကသိရပါတယ်ဒီနေ့မနက်အစောပိုင်းမှာထွက်လာတဲ့စကောင်စီစစ်ကြောင်းဟာမြေခင်တနအီဝန်းကျင်မှာမြအူရင်ကုမ္ပဏီအတွင်းကိုဝင်ရောက်မီးရှို့တာလို့ဒေသခံတို့ကပြောပြပါတယ်ဒေသခံတို့အဝေးကနေရိုက်ယူထားတဲ့ရုပ်သံဖိုင်တစ်ခုမှာတော့ကြောက်စိန်လောက်ကတည်းကမြေတဲကားနှစ်စီးကိုမီးရှို့လိုက်တာတွေ့ရပါတယ်ဒီနေ့မီးရှို့တဲ့နေရာအနီးကတင်းအောင်ကျိုင်ကြောက်စိန်တူဖော်ရေလောက်ကမှာတော့မနေ့နေခင်ပိုင်းကပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားပြီး လူသုံးဦးသေဆုံးက10ဦးဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။အဲ့ဒီပေါက်ကွဲမှုဟာရန်တော်လောင်ရကိုရောင်ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်လို့ဒေသခံတွေကအစောပိုင်းမှာယူဆခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ရန်တော်လောင်ရနေရာစီလက်နက်ကြီးနဲ့ပြစ်ခတ်ခံရတာလို့ပြောပါတယ်။ပေါက်ကွဲမှုဖြစ်စဉ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA ကစုံစမ်းနေစေဖြစ်ပေမဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တာကိုသိရတယ်လို့ KNA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဒီနေ့နေခင်ပိုင်းမှာ People's Bank ကိုပြောပြပါတယ်။ ထားကန်ဒေတာကိုပြန်လည်စုံမိုးနိုင်ဖို့စစ်ကောင်စီကစစ်ကြောင်းထိုးနေတာဖြစ်ပြီး KNA တက်ဆွဲထားတဲ့နေရာတွေကိုလည်းဖယ်ရှားဖို့ဖိအားပေးနေတယ်လို့တချင်စစ်ရဲသတင်းမြစ်တွေကပြောပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နီးမှာဒီနေ့မော်လယ်ပိုင်းကမြေနဲ့တမိုင်းကျော်ကိုဗဟိုပြုတ်ပြီးအင်အား radar scale ၄ဒရမ၅အဆင့်ရှိတဲ့ငန်းလျင်လောက်ခတ်သွားပါတယ်။အဲ့ဒီငန်းလျင်ဟာမော်လယ်ပိုင်း၁၂နာရီ၄၆မိနစ်ခန့်မှာလောက်ခတ်တာဖြစ်ပြီးဇောက်တဲ့ငန်းလျင်ဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်တယ်လို့အမျိုးသားညညရဲ့အဆိုအရ လူသားချင်းစာနာမှုနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ငယ်လင်မလုတ်ခင်အတန်တတော်ကြကြကြားရတယ်။အိမ်တွေထဲမနေရလို့စင်ပြေသူကပြေးနေ။နောက်ထပ်တော့ဘာမှမကြားရသေးပါလို့အောင်ပန်းဒေသခံတူကပြောပြပါတယ်။အခုရက်ပိုင်းတွင်ရှမ်းပြည်နယ်မှာ Radar scale 3ကနေ4ပတ်ဝန်းကျင်အဆင့်ငယ်လင်တွေမကြာခဏလှုပ်ခတ်နေပါတယ်။မနေ့ညပိုင်းကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတော်မြို့နီးမြောက်အနက်6မိုင်ကျော်ကိုဗဟုပြုပြီး Radar scale 4.6ဆင့် အင်အားအနည်းငယ်ရှိတဲ့မြင်းငင်တစ်ခုလောက်ခတ်ခဲ့ပါတယ်။ဒါအပြင်မေလ30ရက်ကလည်းတောင်ကြီးမြို့အနီးကဘ ਹੁ ပြုကရေဒါစကေ၄.၄အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားပါတယ်။ဒီကနေ့မတ်လ28ရက်နေ့ကသခိုင်းမြို့အနီးဘ ਹੁ ပြုလောက်ခတ်ခဲ့တဲ့အင်အားရေဒါစကေ9.9အဆင့်ငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံဒေသအနှံ့မှာနောက်ဆက်တွဲငလျင်တွေမကြာခဏလောက်ခတ်နေတာပါ။ငလျင်ကြီးတံကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းအောက်ပံကလောအင်းလေးဒေသတွေမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်ရှင်။ Reverse Win ရဲ့နောက်ဆုံးရညနေခင်းဒီတဲ့တဲ့တွေကိုတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင်။